မင်္ဂလာပါခင်ဗျရေကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြောက်ကိုရီးယားနိုင်ငံကမြန်မာစစ်တပ်စီလက်နက်ရောင်းချမှုမှာပါဝင်နေတဲ့မြန်မာ၃ဦးနဲ့မြောက်ကိုရီးယား၂ဦးပါဝင်စုစုပေါင်းလူပုဒ်ကို၅ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်အချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်မယ်နိုင်ငံရေးပါတီတွေအမတ်လောင်းတွေနဲ့ကုညီပေးတဲ့သူတွေကို တွေ့တဲ့နေရာမှာပြက်ပြက်တတအရေးယူမယ်လို့ချင်းပြည်နယ်မှာမြို့နယ်အများစုသိပ်ပိုက်ထားတဲ့ချင်းညီနောက်ကတရားဝင်သတိပေးကြေညာလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြောက်ကိုရီးယားနိုင်ငံကမြန်မာစစ်တပ်စီလက်နက်ရောင်းချမှုမှာပါဝင်နေတဲ့မြန်မာ၃ဦးနဲ့မြောက်ကိုရီးယား၂ဦးအပါအဝင် စုစုပေါင်းလူပုဂ္ဂိုလ်၅ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒီလိုမြန်မာ၃ဦးနဲ့မြောက်ကိုရီးယား၂ဦးအပါအဝင်ကမ္ဘာ့တစ်ခုကိုအမေရိကန်ကထပ်မံစီးပွားရေးဒဏ်ကပ်ပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်းကိုအမေရိကန်အစိုးရဗန်နာယီဝန်ကြီးဌာနကနေတရားဝင်သတင်းထုတ်ပြန်လိုက်တာပါမြန်မာနိုင်ငံက Royal Shunlet Company ဟာမြန်မာစစ်တပ်အတွက်မြောက်ကိုရီးယားနိုင်ငံနဲ့လက်နက်ဝယ်ယူရေးသဘောတူညီချက်ကို2022ခုနှစ်ကစပြီးပထမဦးဆုံးပွဲစားလုပ်ပေးခဲ့တာဖြစ်သလို2023ခုနှစ်နှစ်ကုန်ပိုင်းကစပြီးတော့မြောက်ကိုရီးယား Comic Company ကနေလက်နက်တွေထပ်မံဝယ်ယူရေးအတွက် အဲ့ဒီမြန်မာ Riot Shonlan Company ကဝန်ထမ်းကျော်သူမျိုးမြင့်နဲ့ CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင်တို့ကတရုတ်နိုင်ငံကိုတွားရောက်ခဲ့ပြီးဗီဇာရရှိရေးအတွက်တရုတ်နိုင်ငံဘေကျင်းကိုတွားရောက်ခဲ့တဲ့အကြောင်းတွေကအစမြန်မာစစ်တပ်ကမြောက်ကိုရီးယားစီကနေဘလို့လက်နက်တွေဝယ်ယူခဲ့တယ်ဆိုတဲ့အချက်လက်တွေကိုပါအမေရိကန်ကအတိအကျဖော်ပြထားပါလိမ့်အဲ့ဒီအတွက်မြန်မာစစ်တပ်အတွက်မြောက်ကိုရီးယားကနေလက်နက်ဝယ်ယူပေးနေတဲ့ Riot Shonlan Company နဲ့လူပုတ်ကိုကျော်သူမျိုးမြင့်တင်မျိုးအောင် အောင်ကိုကိုဦးစိုးသူတို့သုံးဦးကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့တန်းကပ်အရေးယူလိုက်တယ်လို့ကြေညာထားပြီးမြောက်ကိုရီးယားဘက်ကလူပုတ်ကိုနှစ်ဦးလဲပါဝင်တယ်လို့အမေရိကန်ကဆိုထားပါတယ်အဓိကကတော့မြောက်ကိုရီးယားရဲ့ဥပဒေမဲ့လက်နက်အစီအစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောက်မှုတစ်ခုဖြစ်နေတဲ့အတွက်ပါဝင်ပတ်သက်နေတဲ့ငွေကြေးကွန်ရက်တွေကိုဖျက်သိမ်းချိန်မှုန့်နေတာဖြစ်တယ်လို့လည်းအမေရိကန်ဗန်ဒါယီဝန်ကြီးဌာနရဲ့အကြမ်းဖက်မှုနဲ့ငွေကြေးဆိုင်ရာထောက်လန့်ရေးတာဝန်ရှိသူကတရားဝင်ပြောကြားထားပါလေ။လက်တော်မှာတော့ ကနအူးအနေနဲ့မြောက်ကိုရီးယားနိုင်ငံနဲ့မြန်မာစစ်တပ်အကြားလက်နက်ရောင်းဝယ်မှုလုပ်နေတဲ့အဓိကကွန်ရက်ကြီးတစ်ခုကိုအမေရိကန်ကဖော်ထုတ်အရေးယူထားပြီးအဲ့လိုအမေရိကန်ရဲ့အရေးယူမှုဟာမြန်မာစစ်တပ်စီလက်နက်ရောင်းချမှုတွေလုပ်နေတာတွေကိုဟန်တားဖို့နဲ့မြောက်ကိုရီးယားအစိုးရအတွက်အရေးကြီးတဲ့ရန်မုံငွေလမ်းကြောင်းကိုဖျက်တောက်ဖို့ဖြစ်တယ်လို့လည်းအမေရိကန်ကဆိုထားပါတယ်အခုလိုအမေရိကန်ကစီးပွားရေးပိတ်ဆို့တံခတ်အရေးယူလိုက်တဲ့မြန်မာစစ်တပ်နဲ့အကျိုးတူစီးပွားပတ်ရိုင်ယယ်ရှွန်လက်ကမ်ပဏီကိုကနေဒါနဲ့ဗြိတိန်တို့ကလည်း 2024ခုနှစ်အောက်တိုဘာလမှာအရေးယူဒဏ်ခတ်ထားရုံနဲ့မကဥရောပသမဂ္ဂကလည်းပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလကတည်းကဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီးဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့အချက်ပတ်စစ်တရဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအမတ်လောင်းတွေနဲ့ကူညီပေးတဲ့သူတွေကိုတွေ့တဲ့နေရာမှာပြက်ပြက်တတအရေးယူမယ်လို့ချင်းပြည်နယ်မှာမြို့နယ်အများစုတင်ပိုက်ထားတဲ့ချင်းညီနောင်ကတရားဝင်တတိပေးကြေညာလိုက်ပါတယ်လက်ရှိချင်းညီနောင်တပ်ဖွဲ့က ချင်းမီနယ်မှာမြို့နယ်အများစုကိုတိမ့်ပိုက်ထားတာဖြစ်ပြီးလက်ရှိအကြမ်းဖက်စစ်တပ်ကလုံမဲ့အတုယောင်ရွေးကောက်ပွဲအတွက်ကိုတော့ပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအမတ်လောင်းတွေနဲ့ကူညီပေးတဲ့သူတွေကိုပြန်ပြန်တာတာအရေးယူမယ်လို့ချင်းညီနောင်ကတရားဝင်တတိပေးလာတာဖြစ်ပါလေ။တစ်ဖက်မှာတော့အကြမ်းဖက်စစ်တပ်ကသူတို့ရဲ့တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့အတုယောင်ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်ဆိုပြီးကြေညာထားပြီးဖြစ်တဲ့အတွက်ချင်းညီနောင်ကတော့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံသလို အဲ့ဒီရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအမတ်လောင်းတွေနဲ့ကူညီပေးတဲ့သူတွေကိုတွေ့တာနဲ့ပြက်ပြက်တတ်တတ်ရေးယူမယ်လို့ချင်းညီနောင်ကတရားဝင်သတိပေးထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုအရေးယူတဲ့အပိုင်းမှာလဲအဲ့ဒီသူတွေရဲ့ပိုင်းဆိုင်မှုပစ္စည်းတွေပါသိမ်းမှာဖြစ်တယ်လို့လူကိုယ်တိုင်ကချင်းညီနောင်ထိန်းချုပ်နေမြေတဲမှာရှိနေရင်တော့လူပုတ်ကိုယ်တွေကိုဖန်စီထိန်းသိမ်းပြီးပြက်ပြက်တတ်တတ်ရေးယူမှုတွေပြုလုပ်မှာဖြစ်တယ်လို့ချင်းညီနောင်အတွင်ရေးမှု slime ဘွေအုပ်ကသတိပေးပြောဆိုထားပါတယ်။ လက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်သလိုတနိုင်ငံလုံးကပြည်သူတွေကိုလည်းကိုစားမပြုဘဲသူတို့စစ်တပ်အာဏာတီမြဲရေးအတွက်အတင်းအကျပ်ပြုတ်လုံနေတဲ့အတုအယောင်ရွေးကောက်ပွဲသာဖြစ်တဲ့အတွက်ဒီမိုကရေစီစနစ်ကိုစန့်ကျင်နေုံနဲ့မကပြည်သူလူထုရဲ့အချုပ်အခြာအာဏာကိုအတင်းအဓမ္မလူယူဖို့ကြိုးစားနေတာသာဖြစ်တဲ့အတွက်ချင်းညီနောက်အနေနဲ့ကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံသလိုနိုင်ငံတော်မှာရှိတဲ့မိဖက်တော်လိုင်းအဖွဲ့စည်းတွေနဲ့အတူပူးပေါင်းပြီး စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအပြင်းအထန်ဆန့်ကျင်သွားမှာဖြစ်တယ်လို့လည်းချင်းညီနောင်ကတရားဝင်တတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်တိုင်းကလှဲကူးမြို့နယ်မှာရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေလုပ်နေတယ်အကြံဖက်စစ်တပ်လက်အောက်ခံအုံနယ်ကုန်းရက်ကွက်ရုပ်ကိုဒေါ်လန်ရေးတပ်ဖွဲ့ကဘုံခွဲတက်ကတ်မှုအတွက်လူနာတင်ကားတွေပါချက်ချင်းရောက်ချလာတယ်လို့ရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ စတေမလာ95အနီးဖြစ်တဲ့မနေ့ကည9နာရီဝန်းကျင်လောက်မှာပဲရန်ကုန်တိုင်းလက်ကူးမြို့နယ်မှာတရမွင်ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့စစ်တပ်လက်အောက်ကအုံနယ်ကုန်းရက်ကွက်ရုံးကိုရန်ကုန်အာမေတပ်ဖွဲ့ရဲဘော်တွေကဘုံခွဲတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းရက်ကွက်ရုံးထဲမှာအကြမ်းဖက်စစ်တပ်နဲ့အုပ်ချုပ်ရေးမှုတွေအပါအဝင်လူမိုက်အဖွဲ့တွေပါရှိနေတဲ့အချိန်ဖြစ်တဲ့အတွက်ထိကိုက်မှုတွေရှိသွားပြီးပောက်ကွဲမှုပြပြချင်းလူနာတင်ကားတွေပါချက်ချင်းရောက်ချလာသလို့ လက်ရှိသိရှိထားချက်အရတော့ရုံထဲကစစ်ကောင်စီဝင်5ဦးဝင်ကျင်ဟာထိခိုက်ဒဏ်ရာရထားတဲ့အကြောင်းကိုလည်းကြားထားတယ်လို့ရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိရန်ကုန်တိုင်းမှာအကြမ်းဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေရှိနေတာကြောင့်လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတပ်ဖွဲ့တွေကလည်းအခွင့်အရေးရတာနဲ့အခုလိုဘုံခွဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပြီးကြဖို့ကိုလည်းမြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေကတတိပေးထားကြပါသေးတယ်ခင်ဗျ။ ဖက်မှာတော့ DNLA သိမ်းပိုက်ထားတဲ့ကြောင်မဲမျိုးနဲ့အတွင်စစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမတိန်ကျင့်တပ်ဖြတ်ပြီးတန်ငါတပါအပါဝင်စုစုပေါင်းစစ်ဘေးရှောင်ပြည်သူ၄ဦးကိုရရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြတယ်လို့ဒေသခံပြည်သူတွေနဲ့အသက်ခံရသူရဲ့မိတ်ဆွေကပါရန်ကုန်ခေတ်ကိုဆက်သွယ်ပြောဆိုလာပါတယ်ဒါကတော့စက်တင်ဘာလ24ရက်နေ့ညနေပိုင်းကပဲ DNLA သိမ်းပိုက်ထားတဲ့ကြောင်မဲမျိုးနဲ့အတွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ယတပိသူတွေနေထိုင်ရနိုင်ခန့်ခြေရအနီးရောက်လာကြတယ်ဆိုပါလေအဲ့ဒီအချိန်တန်ကတော့တပားနဲ့စပေးရှောင်းသားမိတော့ဦးဖြစ်တယ်အသက်48နှစ်အရွယ်တော်လျင်တမိဖြစ်သူအသက်16နှစ်အရွယ်နန်းသိန်းစာသားဖြစ်သူအသက်12နှစ်အရွယ်ဆိုင်းမောင်ဆိုသူတို့ကိုအချက်ဖက်စစ်တပ်ကတွေ့ရှိသွားပြီးတဲ့နောက်စစ်သားတွေကအသက်16နှစ်အရွယ်နန်းသိန်းစာကိုမဒိန်ကျင်ပြီးမှတန်ကတော့တပားကိုရောမိသားစုတွေကိုရောအကုန်လုံးကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့ အသက်ခံရသူတွေရဲ့မိတ်ဆွေတွေကလည်းပြောထားပါတယ်။အဲ့ဒီလိုအကျံဖက်စတက်ကတပ်ဖြတ်ခဲ့တဲ့သူတွေဟာစစ်ဘေးရှောင်နေတဲ့နိုင်ခန့်ကြေးရွာကသူတွေဖြစ်ပြီးဒီလိုအကျံဖက်စတက်ရဲ့လူမဆန်တဲ့လှုပ်ရက်ကိုရှမ်းကျောင်းသားတပ်မကကလည်းစက်တင်ဘာလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ထုတ်ပြန်ထားပါသေးတယ်။ဒါအပြင်အခုလိုအကျံဖက်စတက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကိုပါမဒိန်ချင်းတပ်ဖြတ်ယုံနေမှာကတန်ငါတပါအပါဝင်မိသားစုဝင်တွေကိုလည်းအကုန်လုံးတပ်ဖြတ်သွားတဲ့စစ်ရာဇဝမှုကျူးလွန်နေတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကထိထိရောက်ရောက်အရေးယူပေးဖို့ကိုပါရှမ်းကျောင်းသားတမကကတောင်းဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်မှာကျေးရွာဆယ်ရွာကအခုညလိုအပ်နေတဲ့မွတ်စလင်အယောက်9000ကျော်ကိုအရခတတော် AA ကစံနဲ့အမိုးကားတွေထောက်ပံ့ပေးခဲ့တယ်လို့အရခတတော် AA ရဲ့ HDCO ရုံးကထုတ်ပြန်ထားပါတယ်ဒါကတော့လက်ရှိရခိုင်ပြည်နယ်ကဘူဒီဒေါင်းမောင်ဒေါ်မြို့နယ်မှာရှိတဲ့ကျေးရွာဆယ်ရွာကမွတ်စလင်အယောက်9000ကျော်ဟာ အကူအညီတွေလိုအပ်နေတဲ့အတွက်အရခတတော် AA ရဲ့ HDCO ရုံးကနေစံနဲ့အမိုးကားတွေတွားရောက်ထောက်ပံ့ပေးခဲ့တယ်ဆိုပါတယ်။ဒါကိုတော့အလူရှင်တွေပါဝင်မိဖက်ဒီသားကအဖွဲ့စည်းတွေပူးပေါင်းပြီးဇွန်လလနဲ့အောက်လအတွင်းမှာတင်ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ AA ရဲ့ HDCO ရုံးကနေစက်တင်ဘာလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်လာတာပါ။လက်ရှိမှာတော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိမှုနေပါနေတဲ့မြို့နယ်တွေကဒုက္ခသည်တွေအပါအဝင်ဒီသားကပြည်သူတွေကို ရေပေါ်အကူအညီတွေဆက်လက်ထောက်ပံ့ပေးနိုင်ရေးအတွက်လဲကြိုးပမ်းနေပါတယ်လို့ပြောထားပါသေးတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းရသေတောင်ပုံနာကျွန်းပလဝမင်းပြပေါတော့အပါဝင်ရခိုင်ပြည်နယ်မြို့နယ်12ခုကအကူအညီလိုအပ်နေတဲ့ပြည်သူ2300ကျော်အတွက်ဂျမ်းမာရေးချင်းတော်အလုံး9000နီးပါးကိုထောက်ပံ့ပေးခဲ့ပါသေးတယ်လို့လဲအရခတ်တော် AA ရဲ့ HTCO ရုံးကနေထုတ်ပြန်ထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းကရွာငံမြို့နယ်မှာမူတီထန်စွာရွာသွန်းမှုကြောင့်စပေးရှောင်းစခန်းပေါ်မြေပြိုကျပြီးကလေးငယ်တွေအပါအဝင်ပြည်သူ၁၀ဦးထက်မနည်းသေဆုံးထားတယ်လို့ DSNDA ရဲ့တာဝန်ခံကကြားပြန်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ24ရက်နေ့ကပဲရှမ်းပြည်နယ်တောင်ပိုင်းကရွာငံမြို့နယ်အတွင်းမူတီထန်စွာရွာသွန်းမှုကြောင့်စပေးရှောင်းစခန်းတစ်ခုပေါ်ကိုမြေပြိုကျမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်း စစ်ဘေးရှောင်ပြည်သူ၁၀ဦးထက်မနည်းမြေကြီးတဲ့နစ်မြုပ်သွားပြီးတေဆုံးခဲ့ရတယ်လို့တေဆုံးသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်တဲ့အပြင်တကြီးပိုင်းတွေလည်းပါဝင်တယ်လို့ DSNDA ရဲ့တာဝန်ခံကကြားပြန်ကပြောထားပါလိမ့်။လက်ရှိသိရှိထားချက်အရတေဆုံးသူတဲကကလေးငယ်ဟာအသက်၁နှစ်ခွဲအရွယ်နဲ့အသက်၇နှစ်အရွယ်တွေဖြစ်ပြီးစုစုပေါင်းအမျိုးသား၅ဦးနဲ့အမျိုးသမီး၅ဦးဖြစ်တယ်လို့တေဆုံးသူတွေအကောင်လုံးဟာရွာငယ်မြို့နယ်ကြောက်တော့ခြေရွာကနေအချက်ဖက်စစ်တပ်ရဲ့စစ်ကြောင်းထိုးနေမှုတွေကြောင့် စပေးရှောင်နေရတဲ့ပြည်သူတွေဖြစ်တယ်လို့လဲ DSNDA ရဲ့တာဝန်ခံကိုကြားပြန်ကရှင်းပြထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မလေးရှားနိုင်ငံကမြန်မာနိုင်ငံသားတွေကိုအော်တိုဘားလတရနေ့ကစပြီးဗီဇာမလိုပဲမလေးရှားနိုင်ငံအတွင်း14ရက်တွားရောက်လေပတ်ခွင့်ပြုလိုက်ပါတယ်ဒါကတော့အာဆီယံအဖွဲ့ဝင်မလေးရှားနိုင်ငံကမြန်မာနိုင်ငံသားတွေကိုဗီဇာမလိုပဲမလေးရှားနိုင်ငံအတွင်း14ရက်တွားရောက်လေပတ်ခွင့်ပြုလိုက်တဲ့အကြောင်းကို ရန်ကုန်အခြေစိုက်မလေးရှားတန်ယုံကနေတရားဝင်သတင်းထုတ်ပြန်ကြေညာလာပါတယ်။အဲ့ဒီကြေညာချက်ထဲမှာတော့အခု2025ခုနှစ်လာမယ့်အောက်တိုဘာလတရနေ့ကစပြီးမြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်းဆောင်ထားသူတွေအားလုံးမလေးရှားနိုင်ငံကိုကာလတူလေပတ်မှုအတွက်ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့အကြောင်းအဲ့ဒီဗီဇာကင်းလွတ်ခွင့်မှာမလေးရှားနိုင်ငံအတွင်းရပ်ပေါင်း14ရက်နေထိုင်နိုင်တဲ့အကြောင်းကိုမလေးရှားတန်ယုံကဆိုထားတာပါဒါပေမဲ့ ဗီဇာကင်းလို့အစီအစဉ်ဟာမလေးရှားနိုင်ငံအတွင်းကိုတေချာပေါက်ဝင်ရောက်ခွင့်ရရှိမယ်လို့အာမခံခြင်းမဟုတ်ဘဲမလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့သဘောတူညီခွင့်ပြုချက်ပေါ်မှာလည်းမူတည်နေတယ်လို့သိရပါတယ်။ဒါကတော့မလေးရှားလေဆိပ်လဝကတွေမှာလုံနေကြအတိုင်းအသွာပြန်လေရင်လက်မှတ်ဟိုတယ်ဘူကင်းရှိုမနီမလေးရှားကိုလာရောက်တဲ့အကြောင်းအရာစတာတွေကိုတိတ်တိတ်ချာချာစီစစ်တာတော့ခံရမှာဖြစ်ပြီးမြန်မာနိုင်ငံသားတိုင်းဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်ကတေချာစီစစ်မှုတော့ခံရမှာဖြစ်တဲ့အတွက် ိုယ့်ဘက်ကဗီဇာမဟုတ်တဲ့တခြားလိုအပ်ချက်တွေကိုတော့တေချာပြင်ဆင်သွားရမှာဖြစ်တယ်လို့လေရန်ကုန်အခြေစိုက်မလေးရှားထိုင်းနဲ့စင်ကာပူနိုင်ငံတွေကိုခီးတွားဝင်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတခုကသုံးသပ်ပြောဆိုထားပါတယ်။လက်ရှိမလေးရှားနိုင်ငံဟာလောက်ခလာစာမြန်မာမှုကြောင့်မြန်မာနိုင်ငံသားတွေကတရားဝင်ရောတရားမဝင်ရောလမ်းကြောင်းအမျိုးမျိုးနဲ့တွားရောက်အလုတ် လုတ်ကင်နေကြတဲ့နိုင်ငံတခုလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ